မင်္ဂလာပါခင်ဗျာ The Well Power မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပထမမြန်မာနိုင်ငံတော်ရဲ့ပေကန်ရှင်အနွယ်ထားဘရင်ရဲ့အကြောင်းပါအခြေတော်အာရှကုန်းမကြီးရဲ့အနောက်မြောက်ဘက်အခြားဆုံးပိုင်းမှာတည်ရှိတဲ့မြန်မာနိုင်ငံကတော့မတူကွဲပြားတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံမိတင်နေထိုင်ကြတဲ့ပြည်တော်စုတစ်ခုဖြစ်ပါတယ်ဒီနေ့ခေတ်မှာအင်ဒိုနီးရှားပြီးရင်ဒေသတွင်းဒုတိယမြောက် area အခြေဆုံးနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံဟာတချိန်ကဆိုရင်ထိုင်းလာအိုကမ္ဘောဒီးယားနယ်မြေပြည် ဗီယက်နမ်နဲ့တချို့အာဗန်မနီပူရာစသဖြင့်ဖြစ်တည်လာမဲ့နယ်မြေတွေအထိဩဇာတက်ရောက်ခဲ့ပြီးတော့ကြီးမားလာတဲ့အင်ပါယာကြီးလည်းဖြစ်ခဲ့ပူပါတယ်ဒီလိုမျိုးကျေပြောလာတဲ့ပြည်တော်စုကြီးအနေနဲ့စူးစီးဖြစ်တည်လာခဲ့တာဖဲချင်းကလေးကလည်းဘလိုမျိုးပပောက်လာခဲ့တာလဲဘသူတွေကတီထောင်ခဲ့ကြတာလဲဒီမေခွန်းတွေအတွက်အပြေမတန်းခင်မှာအရင်ဦးဆုံးမဖြစ်မနေတည်ထားမဲ့အမီနာမနှစ်ခုကတော့ပကံနဲ့အနှော်ရတာပါမြန်မာလူမျိုးတိုင်းတည်ထားကြတဲ့အတိုင်းပကံဆိုတာကမြန်မာနိုင်ငံလေပိုင်းမှာတည်ရှိတဲ့ဇီရီဖျားတို့ရဲ့မြေ ဒါမှမဟုတ်ပထမမြန်မာနိုင်ငံတော်ကြီးရဲ့လို့အမှတ်တင်ညာပြုကြတဲ့ပကံဧကရနိုင်ငံတော်ရဲ့မြို့တော်ပဲဖြစ်ပါလေ။မဟာရာဇာသီရိအနုရုဒ္ဓဒေဝဘွဲခံအနွေထာမင်းစောကတော့ပကံမြို့ပြနိုင်ငံကိုတာမန်မြို့ပြအစင်းကနေအင်အားကြီးနိုင်ငံတော်အစင်းတီရောက်လာအောင်ဂျိုးပန်တီဆောက်ခဲ့ပြီးတော့ကိုရိုင်းကလည်းဧကရတပါအဖြစ်ကိုတက်လန်းနိုင်ခဲ့သူဖြစ်ပါလေ။အနွေထာပြင်ပြုစုပြောထောင်ခဲ့တဲ့အရိမတနာပုရုအမိရတဲ့ပကံနိုင်ငံတော်ကဒီကနေ့မြန်မာပြည်တော်စုရဲ့ဘူမိနဲ့တံပဲဖြစ်ပါလေ။ မြန်မာခင်မြန်မာနိုင်ငံရဲ့လူပြည်တီလာမဲ့နယ်ပယ်ဒေသတွေမှာရှင်းအစဉ်ဆက်ကမြို့ပြနိုင်ငံငယ်လေးတွေအရှူရှူပေါပေါလာခဲ့ပြီးပြီမြင်နိုင်ငံဆိုတဲ့အစဉ်အတန်းဒီတလန်းနိုင်ငံချင်းမရှိခဲ့ပါဘူးဗကန်ဒီနန်ကွန်ဒေါ်တာမင်းစောအသိန်းပိုက်စုစံပြီးမှသာအကွဲကွဲပြပြဖြစ်နေကြတဲ့ကြီးပြိုင်နန်းပြိုင်မြို့ပြနိုင်ငံငယ်လေးကိုဗကန်ထီးရောက်ကိုရောက်လာအောင်လို့စတဲ့သွတ်သွင်းနိုင်ခဲ့ပါတယ်ဒီလိုနဲ့ဒေါ်တာလက်ထက်မှာပတ်ဝန်းကျင်ကနယ်ပယ်ဒေသများစွာကိုဗကန်နိုင်ငံတော်တွေရောက်လာအောင်စုစည်းခဲ့ရတာကနေဖိုင်နယ်နေမီတပြည့်ပြည့်ကြီးမားကျယ်ပြန့်လာပြီးတော့ ယနေ့ပြည်တော်စုရဲ့အသွင်မြင်ကိုစတင်ပုံပေါ်ထုတ်စင်နိုင်ခဲ့ပါတယ်။ဒါအပြင်ယနေ့မြန်မာနိုင်ငံမှာလူများစုကိုယ်ွယ်ယုံကြည်နေကြတဲ့ထေရဝါဒဗုဒ္ဓသာသနာတော်ကလည်းရှင်အရဟံရဲ့အကူအညီနဲ့အနွယ်ထားပြန်ဆောင်ခြင်းယူလာခဲ့တာဖြစ်ပြီးတော့ရှင်အရဟံနဲ့အနွယ်ထားတို့ရဲ့ဂျိုးပန်အာထုံမှုတွေကြမှာအာသာတရဲ့အလင်းအောင်လို့ပေါ်ကျူးကြတဲ့ဗုဒ္ဓဘာသာကမြမမြေပေါ်မှာတရေတီပြီးယနေ့တိုင်အမြင့်တွင်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ဒါအပြင်နတ်ပြည်ဆန်ခဲ့တာထောင်စွန်းနှစ်တခုဒီပါချာမြင့်လာခဲ့ပြီမြေမြေပေါ်မှာထားရခဲ့တဲ့အနွယ်ထားရဲ့အမွေတွေကဒီကနေ့ဒီထင်ရှားတက်ရောက်နေသေးပါ။ အနော်ရတာရဲ့အေဂရစ်နိုင်ငံတော်အစိပိုင်းတွေကဒီကနေ့မြန်မာပြည်တော်စုပြစ်ပေါင်းစည်းပြစ်တည်နေပြီးတော့အနော်ရတာစတဲ့မိတ်ဆက်ခဲ့တဲ့ဗုဒ္ဓသာသနာတော်ကလည်းမြန်မာပြည်တော်ဝန်လုံးနှိပါကိုလွမ်းခြုံထားစေဖြစ်ပါတယ်။ပကံမြေပေါ်ကလက်ညှိုးထုမလွဲတဲ့ဇေဒီပထိုးတွေကလည်းအနော်ရတာရဲ့အမိနာမနဲ့အတူယနေ့အထိတည်တံ့ပြီးတော့မှထင်ရှားနေလျက်ပါ။မြန်မာသမိုင်းမှာတနအိဆန္ဒတဲ့ဘုရင်တစ်ပါးရဲ့ဘဝဖြစ်ကြောင်းကုံစင်နဲ့သူကျိုးပန်းတည်ထောင်ခဲ့တဲ့အေဂရစ်နိုင်ငံတော်အချောင်းကိုစတင်ပြီးတော့လည်လာမယ်ဆိုရင်ပထမဆုံးနေတန်းချီရမှာကတော့အနော်ရတာရဲ့ငယ်ဘဝနဲ့အဲ့ဒီတုန်းကပကံမြို့ပြနိုင်ငံအချောင်းပဲဖြစ်ပါတယ်။ မိတ်ဆွေတို့အတွေ့အကြုံနဲ့အမြင်တွေရရှိဖို့စောင့်မြတ်မြတ်ဖတ်ပါမဖတ်နိုင်ရင်မဖတ်အားရင် web or audio book application မှာနားထောင်ပါ application ကိုအခုပဲ download ချလိုက်ပါ link ကို comment မှာချပေးထားပါတယ်ခင်ဗျာအနောယတာမတင်မရှာဘရင်သားတော်ဘဝကနေကံကြမ္မာအလှည့်ပြောင်းလိုက်ကြောင်းဘရင်ဖြစ်ခဲ့ရသူပါအနောယတာကိုပကံပြည့်ရှင်ကွန်ဆော့ဂျောင်ပြုံမင်းနဲ့မြောက်ပြင်းတဲ့မိဖုရားတို့ကနေတက္ကရီ386ခုနှစ်မှာဖွားမြင်ခဲ့ပါတယ်ငကူကဒီနန်းနဲ့အလန်းကွာဝေးလာတဲ့တာမန်မင်းသားငယ်တို့ဖြစ်တဲ့အနောယတာက ဖာကမဲတော်ကွမ်းစော်ကြောင့်ပြုမဲစီကနေအဘိဓုအမေကွဲအကူတော်တွေဖြစ်ကြတဲ့ကြည်စိုးနဲ့စုကလေးတို့ထိနှက်လူယူချိန်မှာတော့ကံကြမ္မာစတင်ပြောင်းလဲလာခဲ့ပါတယ်။ကြည်စိုးမင်းသားနဲ့စုကလေးမင်းသားတို့ကဖာကမဲတော်ဘုရင်ကြီးကိုဥပယ်တမြင်နဲ့ကျောင်းရည်ဆက်ချဖို့ဆိုပြီးခေါ်ဆောင်သွားလို့အဲ့ဒီကျောင်းမှာပဲရဟန်းပြုစီပြီးထိနှက်ကိုလူယူသိမ်းပိုက်ခဲ့ပါတယ်။ဥစွာကြည်စိုးကဘုရင်အရရခံယူခဲ့ပြီးတော့မှစုကလေးနဲ့တူတိုင်းပြည်ကိုအုပ်ချုပ်ခဲ့ပါတယ်။ဒီအချိန်မှာလည်းထာမင်းသားကအကူတော်တွေလက်အောက်မှာတိုင်ငယ်စွာနဲ့နေထိုင်ခဲ့ရပါတယ်။ နောက်တစ်ပံကျေးဇူးနဲ့ပြည်လာပြီးတော့စုကရီတီနန်ရလာပြန်တဲ့အခါညီငယ်အနွယ်တော်ကိုနှိမ့်ချဆက်ဆံရုံသာမကအနွယ်သားမဲတော်ကိုပါမိဖုရားမြတ်ဖို့ချမ်းစီလာပါတယ်အနွယ်သားနာမကန်သာလို့တဲ့အသုံးလုံးမျိုးနဲ့ညီသားနောင်မဲလို့လူပုံလဲခေါ်ခဲ့ပြီးတကယ်လည်းအနွယ်သားရဲ့မဲတော်ကိုမိဖုရားမြောက်လိုက်ပါတော့တယ်ဒီအချိန်မှာတော့အနွယ်သားမဲသားကတီးမခံနိုင်တော့ပဲနဲ့ပကံကနေထွက်သွားပြီးလူသူစုဆောင်းလို့ထင်းထန်းသိမ့်ပိုက်ဖို့တာဆူခဲ့ပါတယ်အနောက်ထာမင်းသားကနောက်လိုက်နောက်ပါတွင်နဲ့ပကံကိုချီတက်လာပြီးဖြင်းနှံအပ်ဖို့ရှာစံပေးခဲ့ပါတယ်။ဒါပေမဲ့စုကတိကလက်မခံခဲ့ဘဲနဲ့ ညင်တော်နှုတ်ကနောင်ကမှာမြင်းကပါအရက်လိုအမိတွင်လာမဲ့နေရာမှာတက်ချင်းဆိုင်စီးချင်းတို့ကိုဖြစ်လာခဲ့ပါတယ်။ဒီနေရာမှာရာဇဝင်အစိုးရအနယ်ထာမင်းသားကဘာကမဲတော်အချောင်းပြူမင်းကစင်မတော်ကင်ပေးရလိုက်တဲ့အရင်းနမလံကိုကင်ဆွဲပြီးတော့စုပ်ကလေးနဲ့ရှင်ပြန်ခဲ့တယ်လို့ဆိုပါတယ်။သူပြန်ကိုပြန်စီးချင်းတို့တိုက်ခိုက်ပြီးချိန်နောက်ဆုံးမှာတော့အနယ်ထာမင်းသားအနိုင်ရရှိခဲ့ပြီးစုပ်ကလေးမင်းနဲ့ပြည်ဆန်ခဲ့တယ်လို့စစ်ပွဲလည်းအဆုံးသတ်သွားခဲ့ပါတယ်။စစ်ပွဲအောင်နိုင်ခဲ့တဲ့အနယ်ထာကရဟန်းဝင်နေတဲ့ဘာကမဲတော်ကိုနမ်းပြန်အပ်ခဲ့ပြီးမြဲ ခွန်းစော်ကြောင့်ပြမင်းအောင်ရန်ကြီးကညင်းပေလိုက်ပြီးရှင်ဟဘုတ်မလဲခဲ့တာကြောင့်မဟာရာဇာသီရိအနုရုဒ္ဓဒေဝဘွယ်ခံယူပြီးတော့ဗကံတိနန်းကိုသိမ့်ပတ်ခဲ့ပါတယ်။ဖာကမဲတို့ရန်ကြီးကိုလည်းရဟန်းမင်းအဖြစ်ဖိတ်သိမ်းသုံးပေးခဲ့ပါတယ်။အနောယထာပြင်ရာဇပိတိကခံယူပြီးနန်းတက်တဲ့အချိန်ထိဗကံပြာအင်အားနည်းလာတဲ့နိုင်ငံငယ်လေးအဖြစ်သာရှိပါသေးတယ်။အလေပိုင်းနေမြေတဝိုက်ကိုသာဩဇာပြန့်နှံ့တဲ့ဗကံကိုအနောယထာကဘရင်ဖြစ်လာခြင်းမှာချက်ချင်းပဲအာသစ်လောင်းမှုဂျူးပန်းပါတော့တယ်။နန်းတတာနဲ့ဆင်းရဲကိုချက်တွင်ခဲ့သလိုစီဝိုင်းဘက်မှာလည်းတောင်တရပြင်ဆင်ခဲ့ပါတယ်။ ။ကျောင်းစင်တွေတစ်ဝိုက်မှာဆယ်ရီဆောက်ထူးမြောင်းနေဖောက်ပြီးစာနေကပူလောင်ဆောင်ရွက်ခဲ့ပါတယ်။ထိုင်းပြည်စီးပွားရေးအင်အားကိုအပဘက်ကတိုးတက်အောင်ကြံဆောင်ခဲ့ပါတယ်။ပကန်းနေပြီးတော့တဝန်းကုသန်းရောင်းဝယ်တိုးတက်အောင်လည်းအားပေးခဲ့ပါတယ်။တားမီဝန်းကိုပြေးဝါစေခဲ့တဲ့အတွက်စစ်မှတ်ရေးရာတွေမှာတနည်းတစ်ပုံအထောက်အကူပြုနိုင်ခဲ့သလိုစစ်တီရဲ့ရေခါကိုလည်းမပြတ်ထောက်ပံ့နိုင်တဲ့စွမ်းရည်တွေရှိလာခဲ့ပါတယ်။စစ်တီစုဆောင်ရာမှာလည်းထောင်ပြမျိုး၊ရာပြမျိုး၊ဆယ်ပြမျိုးတွေတတ်မှတ်ပြီးတော့စနစ်တကျစုဆောင်ခဲ့ပါတယ်။ဒီလိုစနစ်တင်တဲ့စစ်သားစုဆောင်ခဲ့တဲ့အတွက်အင်အားတောင်းတဲ့စစ်တပ်ကြီးကိုအလျင်မြန်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ။ဒါပြင်စီးရေးဆရာကိစ္စမှာအရေးပါဆုံးဖြစ်ရကြီးကတော့ကျဆစ်သားအပါဝင်ငထွေယူငလုံးလက်ပင်ညောင်ဦးပြီးစားတဲ့သူရဲကောင်းတွေကိုပန်းဆိုင်ရခြင်းပဲဖြစ်ပါတယ်။ဘုံကံကြီးမားပြီးအရေးမျက်နှာများစွာကိုအောင်နိုင်ခဲ့သူဘော်ဒကိုကြီးမားလာတဲ့လက်နက်နိုင်ငံတစ်ခုကိုစူးစီးထူထောင်နိုင်လောက်တဲ့အသည့်လက်ရုံးရည်နှလုံးရည်နဲ့ပြေးသွားတဲ့အနှထားပင်ကပကန်းနေပြီးတော့ရဲ့စီးရေးအင်အားနဲ့စီးပွားရေးအင်အားတွေအပပကတောင်းတင်းခိုင်မာလောင်ပြင်ဆင်ပြီးချိန်မှာတော့အရေးမျက်နှာတိုင်းကိုထိုးစစ်တင်ဆင်ပြီးတော့မှအောင်ပွဲကြီးခံခဲ့ပါတယ်။ရန်တို့ရဲ့ပြည်တော်တွေသာမကဒီလိုပြည်တောင်ပိုင်းအထိသိမ်းသွင်းခဲ့တယ်လို့ အရှိဘက်ခမပြီအနောက်ဘက်ရခိုင်ပြည်တွေအထိလဲဩဇာတက်ရောက်ခဲ့ပါတယ်။အောက်ပိုင်းသထုံပြည်ကိုလည်းအောင်မြင်ခဲ့ပြီးတော့ပင်လယ်ရောက်တဲ့အထိပိုင်ဆိုးလာခဲ့ပါတယ်။ဂန္ဒလရဲလိုအမိတွင်နဲ့ယနေ့တရုတ်ပြည်ကြီးအထိဆွေတော်ပင်မှုရည်ရွယ်ချက်နဲ့စစ်ကြီးတက်ခဲ့ပါသေးတယ်။အလွယ်တန်းလက်ထက်မှာပကံပြည်ကအေဂရစ်နိုင်ငံကြီးအဖြစ်နဲ့အရှိတောင်အာရှမှာတကူထွားလာခဲ့ပါတော့တယ်။အနာဒါပင်ကရှေးမြေအဆက်ဆက်ပိုင်းဆိုင်ခဲ့ကြတဲ့နေမီအဝန်းအဝိုင်းထက်များစွာခြေပြန်းတဲ့နိုင်ငံတော်ကြီးကိုအောင်မြင်စွာနဲ့တည်ဆောက်နိုင်ခဲ့ပါတယ်။ ပြန်ဘက်ကင်းပြီးအင်အားကြီးမားလာတဲ့စစ်တပ်ကြီးကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။တပ်ဖွဲ့များစွာတိုက်ခိုက်ပြီးအောင်ပွဲတွေအလီလီရလာချိန်မှာတော့အနွယ်သားရဲ့ဘုံတကူကနေလူလာလူတောက်ပလာခဲ့ပြီးတော့ကြီးကျယ်တဲ့နိုင်ငံတော်ကြီးကိုပိုင်ဆိုးသူအေဂရစ်မင်းအဖြစ်တန်တရားပြည့်စရာမလိုတော့အောင်တက်လန်းလာခဲ့ပါတော့တယ်။ဓမီတဲဘော်ကမြို့ပြပြည်တော်လေးတွေကိုသိမ်းသွင်းနိုင်ခဲ့ုံသာမကအနွယ်သားကပင်လေရချားတီဩဇာပြန့်နှံ့ခဲ့ပါတယ်။စစ်ကြီးတဲအမှာလည်းကိုချင်းချိုင်းနာတီတက်ဦးချနိုင်ခဲ့တယ်လို့ပကန်းနေပြည်တော်ရဲ့အရက်မျက်နှာတိုင်းကအိမ်ကြီးချင်းကြောင်ရုံခံရခဲ့ရတဲ့အနွယ်သားဟာပင်လေချားတဲ့တီဟိုနိုင်ငံပေါ်မှာလည်းဩဇာကြီးခဲ့ပါတယ်။ ီနေရာမှာနွယ်တာကအောင်ပွဲအစဉ်စဉ်ခံခဲ့တဲ့စစ်ပင်းအဖြစ်နဲ့ရက်တက်မတီပဲနဲ့တိုင်းပြည်ကိုနှလုံးရင်နဲ့အုပ်ချုပ်နိုင်သူဖြစ်ပါအစွမ်းပြခဲ့ပါတယ်။အနွယ်တာပင်ရဲ့နန်းစံနဲ့အတော်အတွင်းမှာပုဂံပြည်ကစီရေးစီပွားရေးအုပ်ချုပ်ရေးလူမှုရေးအပတ်ပတ်ကနေတုံးတို့တို့တက်ကြီးပွားလာခဲ့ပါတယ်။တပြည်းပြည်းကျယ်ပြန့်လာတဲ့ပိုင်းနဲ့နေမီတွေကိုငြိမ်းချမ်းစေပြီးအပတ်ပတ်ကပွန်ပြိုးလောင်းအောင်လည်းလှုပ်ဆောင်ပေးခဲ့ပါတယ်။အနွယ်တာရဲ့နန်းသက်အတွင်းမှာပုဂံပြည်ကြီးကရှိရှိကနဲ့မတူဘဲနဲ့အလွန်အလွန်ပြောင်းလဲလာခဲ့ပြီးတော့နာမည်ကျော်မျိုးတော်ကြီးဖြစ်လာခဲ့ပါတယ်။ ။ဗကန်နိုင်ငံတော်ကလည်းအတိုင်းတိုင်းပြည်ပြည်ကခံကြားလေးစားတဲ့တိုင်းပြည်ကြီးဖြစ်လာခဲ့ပါတယ်။ဒီထဲမှာနယ်တာရဲ့အကြီးအကျယ်ဆုံးအောင်မြင်မှုကတော့ဗကန်နေပြည်တော်ကိုထေရဝါဒဗုဒ္ဓသာသနာပြန်ပွားစေခဲ့ခြင်းပဲဖြစ်ပါတယ်။ဗုဒ္ဓသာသနာရောင်ဝါထွန်းလင်းစေခဲ့သူခြေပြောလာတဲ့နိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့ုံသာမကဘာသာရေးမှလည်းနယ်တာဘရင်ကဗကန်မှာအမြင့်တွင်နေတဲ့အရေးကြီးအယူဝါဒကိုမနှက်သက်ပဲစစ်မှန်တဲ့ဘာသာတရားတစ်ခုနဲ့အစားထိုးချင်လာခဲ့ပါတယ်။အရေးကြီးအယူဝါဒကယဉ်ကျေးတဲ့လူအတိုင်းဝိုင်းနဲ့မအပ်ဆက်ကြောင်းကိုအနယ်ထာကကောင်းစွာနားလည်ခဲ့ပါတယ်။ ဒီလိုချိန်မှာနွေတာဘုရင်စီဆက်ဆက်မြက်မြက်ရောက်ရှိလာခဲ့တာကတော့သုနာဘူမိခေါ်တထုံပြီကနေကြွချီလာခဲ့တဲ့ဗုဒ္ဓဘာသာရဟန်းတော်အရှင်အရဟံပဲဖြစ်ပါတယ်။နောက်ပိုင်းမှာနွေတာကအကျင့်သီလနဲ့ပြည့်စုံတဲ့ရှင်ရဟန်းကိုကြီးညိုကိုင်းဆိုင်ခဲ့တယ်လို့ထေရဝါဒဗုဒ္ဓဘာသာကလည်းပဲပကံမှာပြန့်နှံ့စည်းခဲ့ပြီးတုတ်တက်စည်းပင်လာအောင်ပံ့ပိုးခဲ့ပါတယ်။ပကံပြည်ကိုဗုဒ္ဓသာသနာရောက်ရှိလာပြီးချိန်မှာဖရာဟောဘိတကတော်တွေကိုပင့်ဆောင်ပြီးထေရဝါဒဗုဒ္ဓသာသနာတော်တုတ်တက်စည်းပင်လာအောင်ဆောင်ရွက်ဖို့အနွေတာနဲ့ရှင်အရဟံတို့မျှော်မှန်းခဲ့ပါတယ်။ ရှင်ရန်ကတဆင့်သရုံပြီမှာပြိတ္တကသုံးပုံအစုံ30ရှိကြောင်းသိရှိရတာကြောင့်ပြိယတိသာသနာတော်တည်တံ့ရေးအတွက်လမ်းစာတစ်စာအဖြစ်ရှုမြင်ခဲ့ပါတယ်။ပြိတ္တတော်များစွာရှိတဲ့အထက်ကပကံပြည်စီတစုံပေးရဖို့အရေးသရုံကနေတောင်းခံရင်ဆရာတကာနှစ်ဦးကဆုံးဖြတ်ခဲ့ကြတယ်။အနာတာဘင်းကသရုံပြီမှာရှိတဲ့ပြိတ္တကသုံးပုံတစုံကိုပကံစီကိုပင်းဆောင်လာဖို့တံပိုးကြီးလက်ဆောင်ပနာရီနဲ့အတူတန်တမန်ဒီဆဲလို့တောင်းခံခဲ့ပါတယ်။ဒါပေမဲ့ပြိတ္တတော်တို့ကမရရှိခဲ့ုံသာမကသရုံဘင်းမလူဟာမင်းကမချီမငန်ဆက်ဆံလိုက်တာကြောင့်သရုံကိုစစ်ချဖို့ပြင်ဆင်ရပါတော့တယ်။ ဂျန်စက်သားဦးဆောင်တဲ့သူရဲကောင်းတွေကိုသထုံအရောက်ကြီးချောင်းရှိချောင်းကနေရှေ့ပြေးခြေတက်စီပြီးတော့အနော်တာကိုယ်တိုင်ကလည်းတက်မကြီးနဲ့အတူနောက်ကလိုက်ပြီးသထုံကိုဝိုင်းရင်တက်ခတ်ခဲ့ပါလေသထုံကိုအောင်မြင်ပြီးချိန်မှာတော့ဘေးကသုံးပုံအစုံအားလုံးကိုပင်ဆောင်လာခဲ့ပြီးသထုံဘရင်မနူဟာမင်းကိုပါပကံခေါ်လာခဲ့ပါလေဒီလိုနဲ့အနော်တာရဲ့ဌာနကိုဖက်ပြန်နိုင်သူမရှိတော့ဘဲနဲ့ပြန်ပကင်းရက်တည်နိုင်ခဲ့ပါလေတဖက်မှာလည်းဘေးကတော်တွေကိုကူးယူဖြန့်ချိခဲ့ပြီးတော့ပကံပြီမှာအသာသနာအမြင့်တွေစီဖို့ဆက်လက်ဆောင်ရွက်ခဲ့ပါလေ။ အနွေတာဘီငါတပတ်မှာထေရဝါဒဗုဒ္ဓသာသနာတော်ကိုစီပင်အောင်ဆောင်ရွက်ခဲ့တယ်လို့တပတ်မှာလည်းအစဉ်လာလက်ခံယုံကြည်ခဲ့ကြတဲ့အရေးကြီးအယူဝါဒအပါအဝင်အယူမှားကိုးကွယ်မှုတွေကိုနှိတ်ကိုချေမှုန်းခဲ့ပါတယ်ဒီလိုနဲ့အနွေတာရဲ့မဆုံးမနစ်ဂျိုးပန်းအားထုတ်မှုနဲ့အတူရှင်အရန်ရဲ့လမ်းညွှန်မှုတွေကြောင့်အသက်ပေါ်ထွန်းစွာပကံလက်နက်နိုင်ငံတော်ကြီးမှာငြိမ်းချမ်းသာတဲ့ဗုဒ္ဓသာသနာတော်ကထွန်းလင်းတောက်ပလာခဲ့ပါတော့တယ်ပကံနေပြီးတော့မှဗုဒ္ဓသာသနာပွင့်လင်းခဲ့ပြီးတဲ့နောက်အနွေတာဘီငါအတိုင်းတိုင်းပြည်ပြည်ကိုသာသနာပြုပုံကိုယ်တွေလည်းဆင်လုခဲ့ပါတယ်ဒါကြောင့်အနွေတာကိုသီရိဓမ္မတော်ကမင်းကြီးနဲ့ နှောင်းလူတွေကခိုင်းနှိုင်းကြတာပဲဖြစ်ပါတယ်။အနွေတာပြင်းကပကံတင်းနှံကိုမငင်းရိုင်စေဖို့အထူးတလည်းထိန်းသိမ်းကာကွယ်ခဲ့ပါတယ်။ဒေတာရင်းပြန်ဘက်တကူဦးချိုးခဲ့တယ်လို့နိုင်ငံနယ်နိမိတ်တကူလည်းတင်းတင်းကြပ်ကြပ်ကာကွယ်ခဲ့ပါတယ်။ကင်းမြို့ပေါင်း53မြို့ကိုအမျိုးမျိုးရှိရှိတိစောက်ခဲ့ပြီးတော့ရှမ်းရုံးနေထိုးပေါက်လာတဲ့အန်တွေကနေကာကွယ်ခဲ့ပါတယ်။ဒါပြင်ပကံပြင်းရဲ့အစွန်ပါနယ်ပယ်တကူထိပါနှောက်ရက်လာရင်လည်းထိထိရောက်တုံးပြန်တိုက်ခတ်ခဲ့ပါတယ်။ပကံပြင်းအစင်ဟားကလည်းကြီးမားလွန်းလာကြောင်းအနွေတာရဲ့တင်းနှံကိုမော်ကြီးဝန်းနဲ့ထိပြန်နှမ်းပြန်တွေကမရှိသလောက်ဖြစ်ခဲ့ပြီး အင်အားကြီးတဲ့ကြီးလာတဲ့လက်နက်နိုင်ငံတော်ကြီးဖြစ်လာခဲ့ပါတယ်။အနော်ဒါဘီယင်ကလန်ဒန်ကာစားနေ့ဒီကတိုင်းဗကန်ဒီနာနဲ့ပတ်သက်လာရင်အဆုံးစွန်ကာကွယ်ခဲ့တယ်လို့အဆိုရှိပါတယ်။အငင်းပွားပွဲရတမိုင်းထောက်တာခိုင်ခိုင်မာမာလုံးဝမရှိတဲ့အချက်လက်တွေရအနော်ဒါဘီယင်ကဗကန်ဒီနာကိုလူယူမဲ့သူပပေါက်လာကြောင်းနမိတ်တွေကိုယုံစားပြီးမွေးကင်းစားကလေးငယ်တန်းကိုတပ်ပြတ်စီခဲ့တယ်လို့အဆိုရှိပါတယ်။နှစ်ပေါင်းများစွာကြာမဲလောင်တော်တင်မှုလုံရင်းကဗကန်နိုင်ငံတော်မှာကလေးတငယ်တွေရှားပါမှုဖြစ်ပေါ်ခဲ့တယ်လို့ဆိုကြပါတယ်။ နောက်တဲ့ယုံနှန်းတစ်ခုကတော့နော်တာဘင်ကနိခါလာဂျာဂျီခလီငင်များကြီးကိုရှင်းလင်းပြစ်တာတော့မှဒေဂန်မပြောက်ဘဲနဲ့ဂျန်ရင်နေခဲ့တဲ့ဂျန်စစ်သားကအနော်တာဘင်ရဲ့သားတော်ဖြစ်တယ်ဆိုတဲ့အချက်ပါ။ဘာပဲဖြစ်ဖြစ်ဂျန်စစ်သားကတော့နောက်ခါမှနော်တာရဲ့လက်ယုံစစ်သူရဲကောင်းကြီးဖြစ်ပေါ်ထွက်လာခဲ့ပါတော့တယ်။အနော်ရတာနောက်ဆော်လုံးမင်းတစ်ဆက်အကျော်မှာရှင်းပြင်ပြစ်လာပြီးတော့မပကန်တီနန်းကိုပြန်လဲတင့်မှတ်ခဲ့တဲ့ဂျန်စစ်သားမင်းကြီးဟာအနော်ရတာရဲ့သွေးပါမပါကတော့အခုဒီအငင်းပွားစရာဖြစ်နေသေးပါ။ကြားမင်းပေးရခဲ့တဲ့အရင်းတမန်လား မြန်မာရာဇဝင်မှာလူသိအများဆုံးတဲ့နာမည်အကျော်ကြောင်းဆုံးလက်နက်တစ်ခုကဘုံကံကြီးမားတဲ့မင်းနေလက်ထက်မှာပေါ်ပေါက်လာလိရှိတယ်ဆိုတဲ့အရေဒမလန်မှာအနွေဒါရဲ့ဖာကမဲတော်ကွန်ဆော့အကြောင်းပြုမင်းကိုတရားမင်းပေးရခဲ့တဲ့အရေဒမလန်ကစုပ်ကတိနဲ့ရင်ဆိုင်မှုလူသူစုဆောင်းမှုအနွေဒါပကံကနေမထွက်ပါခင်ပါပဲရဟန်းဝင်နေတဲ့ခမဲတော်ကပေးရလိုက်လို့အနွေဒါလက်ထက်ရောက်လာခဲ့ပါတယ်ပကံတိနဲ့သိမ့်ပိုက်ဖို့ခြေတက်လာခဲ့ပြီးမြင်းကပါရမစုပ်ကတိမင်းနဲ့စီချင်းထိုးချိန်မှာအနွေဒါကအရေဒမလန်ကိုကင်ဆယ်တက်ခဲ့ပြီးတော့စုပ်ကတိလည်းအဲ့ဒီလန်ချက်အောင်အသက်ပြောက်ခဲ့ရပါတယ် အနွယ်တိုင်းနန်းစံနှစ်ဒီမှာတကူအာနာပြယုပ်ပြခဲ့တဲ့အရိနမလန်ကဂျုံးလီရန်ကနေကဝေဖို့ဥဒ္ဒါပကုတ်ကိုစုကူပေးခဲ့ပြီးချိန်မှာဂျာစစ်သားစုကိုရောက်ရှိသွားပါတော့တယ်။ဒါဂျာစစ်သားနဲ့နွယ်ထားကြဆက်နွယ်မှုယုံနေစကားကိုအားပြည့်နိုင်တဲ့အချက်တစ်ခုပါ။ဘာကြောင့်လဲဆိုတော့အရိနမလန်ကဘုံကန်ရှင်မင်းနေလက်ထဲပဲရောက်ရစမြင်လို့ဆိုပါတယ်။အခုလိုဂျာစစ်သားလက်ထဲအရိနမလန်ရောက်ရှိသွားတာကဂျာစစ်သားဘရင်ပြင်းမဲ့နမိတ်လို့ဆိုကြတယ်လို့အနွယ်ထားကလည်းတားအင်းမို့တမင်မသက်ဖြစ်နေဆောင်လွဲခဲ့တာဖြစ်တဲ့ကြောင့်လူပြောများပါတယ်။ နော်ဒါဘရင်နဲ့ဂျာစစ်သားတို့ကြားအပူတစ်ဖြစ်ခဲ့ရတဲ့ဖြစ်ရအနေနဲ့ဒီနေရာမှာကျွဲကူရေပါဆိုသလိုပါဝင်လာရတော့မယ်အနော်ဒါဘရင်ဂျာစစ်သားနဲ့မနိဆန္ဒတို့ရဲ့သုံးဘွေဆန်အချစ်ဇလန်းကလည်းမြမရာဇဝင်မှာထင်ရှားထွက်ကြလာပါတယ်ရာဇဝင်တွေကသုံးဘွေဆန်အချစ်ဇလန်းနဲ့ဂျာစစ်သားလက်ထဲရောက်သွားတဲ့အရင်းမှာအရှိမစီကဂျွန်းစစ်တီလာရောက်နှောက်ယှက်လို့ရံမီးလောင်မြိုက်နေရတဲ့ဥဒ္ဒါပခိုးကနေစစ်ကူတောင်းလာတဲ့အတွက်ကြောင့်မို့လို့အနော်ဒါဘရင်ကဂျာစစ်သားကိုဦးဆောင်စေပြီးတော့စစ်ကူပို့လွှတ်ပေးခဲ့တယ် ဂျွန်းစစ်တီတီကိုပြန်လဲတော်လန်နိုင်ပြီးချိန်မှာတော့ဥဒ္ဒါပင်ကပကံပြည့်ရှင်အနွယ်ထားစီကိုသမီးတော်ဆက်တာပြီးတက်စားခံယူဂျေဇူးတည်တက်ခဲ့ပါတယ်။ဥဒ္ဒါပကိုးကိုစစ်ကြည့်တက်ခဲ့တဲ့ဂျန်စစ်သားတို့ကအပြင်မှာတော့ပနာတော်ပြည့်ဆက်တာလိုက်တဲ့မင်းသမီးကိုဆောင်ယူခဲ့ရတယ်။လန်ခီမှာဥဒ္ဒါမင်းသမီးမနီဆန္ဒနဲ့ဂျန်စစ်သားတို့ညီဆွန်းခဲ့ပြီးတော့ဒီအချောင်းကွန်နွယ်ထားပရင်တည်ရှိသွားချိန်မှာဂျန်စစ်သားကရာဇဝဘေးတင်မာတော့တယ်။ဒီနေရာမှာဂျန်စစ်သားနဲ့ပတ်သက်တဲ့အနွယ်ထားရဲ့နောက်ထပ်အကျဉ်းဇာလံတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့အနွယ်ထားနဲ့ဂျန်စစ်သားကိုတားဖားရီတော်စကြောင်ဖော်ပြထားတဲ့ဇာလံဖြစ်ပြီးတော့ ဒီဇယ်လမ်းမှာလဲနှွေထားကဦးနုကျွဲကခံခဲ့ရပါသေးတယ်။အနှွေထားပြင်းနန်းတက်စမိပြားမြောက်ဖို့အတွက်မင်းသမီးတစ်ပါးလိုက်ရှာတဲ့အခါမှာဝေတာလီမင်းရဲ့သမီးတော်ပြင်စကလျာဏီမင်းသမီးကိုတွေ့ရှိခဲ့ပြီးတော့ယာဇတမန်အမတ်ကတွားရောက်တောင်းယူခဲ့ရပါတယ်။အပြန်လန်းခီမှာယာဇတမန်အမတ်နဲ့ဝေတာလီမင်းသမီးတို့အညီဆုံးခဲ့ကြပြီးဒီအကြောင်းကိုနောက်ပိုင်းသိရှိသွားခဲ့တဲ့အနှွေထားကမင်းသမီးကိုပရိမအရက်ကိုပို့ဆောင်ခဲ့ပါတယ်။ပြင်စကလျာဏီမင်းသမီးနဲ့ပါသွားခဲ့တဲ့ကဝန်ကနေဂျာစစ်သားကိုဖမ်းမြင်ခဲ့တယ်လို့အဆိုရှိပါတယ်။ဒါအနှွေထားရဲ့ဘဝမှာပထမဦးဆုံးဦးနုကျွဲကခံရခြင်းပါပဲ။ အခုဒီချိန်မှာဥဒါမင်းဆက်သားလိုက်တဲ့ဘန္နာတော်မင်းသမီးနဲ့ညီဆွမ်းခဲ့တဲ့ကျန်စစ်သားကိုအနှောရထားကအမျက်ပြင်းစွာထွက်ခဲ့ပါတယ်။နိုင်ရင်ပြမှာကျန်စစ်သားကိုအစီရင်ချိန်မှာတော့အနှောရထားပြစ်လွတ်လိုက်တဲ့လန်သွားကရင်ကုန်မဖောက်ဘဲနဲ့ခြိထားတဲ့နှောင်ကြိုးကိုပြတ်သွားစေပြီးကျန်စစ်သားလည်းလွတ်မြောက်သွားပါတော့တယ်။ကျန်စစ်သားအချက်ချင်းအရင်းနမလန်ကိုကောက်ယူထွက်ပြေးသွားတဲ့အတွက်အဲ့ဒီအချိန်ကစပြီးအရင်းနမလန်ကကျန်စစ်သားရဲ့လက်ထက်ကိုရောက်ရှိသွားပါတော့တယ်။ဒီနေရာမှာကျန်စစ်သားကိုနှောရထားဘရင်ကတားအရင်ပြစ်လို့တတ်ညာလိုက်တာဆိုပြီးလူပြောများပါတယ်။တကယ်တမ်းလည်းအနှောရထားလို့ဘရင်တပားအနေနဲ့လန်ချက်လွဲကြော်စရာအကြောင်းမရှိနိုင်ဘူး။ ဒါပေမဲ့နော်ဒါဘရင်နဲ့ကြာစည်သားကြားကဆက်နွယ်မှုကိုသမိုင်းတစ်လျှောက်အမျိုးမျိုးပုံပုံချေမုန်းခဲ့ကြသလားသမိုင်းသက်တည်းအားနယ်လွန်တဲ့အတွက်ဒီကနေ့ထိအငင်းပွားနေရစေအခြေအနေပါဒါပြင်နော်ဒါဘရင်ရဲ့အရင်းအမှန်လှန်ကလည်းကြာစည်သားစီကိုရောက်သွားပြီးတဲ့နောက်ပိုင်းမြေတော်အလောင်းစီသူမင်းလက်ထက်မှာပြန်လည်ပေါ်ထွက်လာတယ်ဆိုပေမဲ့အဲ့ဒီနောက်မှာတော့ဆုံးဆုံးမျိုးပြောက်ွယ်သွားပုံရပါတယ်ဒါပေမဲ့မငင်းနိုင်စရာချက်ကတော့ဘုံကံကြီးမားလာတဲ့အနွယ်ဒါဘရင်လက်ထက်မှာကွန်ဆော့ကြောင့်မြင်းမင်းစီတရားမင်းပေးရခဲ့တယ်ဆိုတဲ့အရင်းအမှန်လှန်ကထိနှံကိုထောက်ကူပေးခဲ့ပြီးတော့ဘရင်ရဲ့ဘုံလက်ရုံးကိုပုံပုံထုံးတောက်စေခဲ့တယ်ဆိုတာပါပဲ အနွယ်ထားဘင်းကဗာကမဲတော်စီကလက်စင်ကအမွေရခဲ့တဲ့ရိန်းနမလန်ကိုကင်ဆွဲပြီးတော့အရက်မျက်နှာထဲမှာအောင်ပွဲဆင်ခဲ့ပါတယ်အနွယ်ထားရဲ့ဦးမင်းချင်းလေးရဲ့ဗျာတိုင်းပြည်ရမလည်းယုံတစုလိုအားထားပြီးယုံကြည်ခဲ့ရတဲ့ကျန်စစ်သားနဲ့ဘုံကန်ရှင်မင်းတို့ရဲ့အဆောင်ရံဖြစ်တဲ့ရိန်းနမလန်တို့ကိုဆုံးရှုံးပြီးနောက်ပိုင်းမှာအနွယ်ထားဘုံလက်ယုံအားနဲ့လာခဲ့ပါတယ်နိုင်ငံတော်မှာလည်းအဖက်ဖက်ကနေသွေးလိုဆန်းကျူးလွန်မှုတွေစတင်ကြုံတွေ့လာရတယ်ကျန်စစ်သားမရှိတော့တဲ့နောက်ပိုင်းမှာတော့ဗကန်ထီနန်းဘော်ကအရွေးဦးဘရင်ကြီးနဲ့စစ်တီတီကိုလောက်ခံဒီကခံ जा ယူတည်မှုတွေအားနဲ့လာပါတော့တယ် စိတ်သွားလဲကိုမပါနိုင်တော့တဲ့အနှွေထားပင်ဟာထိုင်းကျုပ်ပြည်ကျုပ်ကိုဦးလက်မသွန်ထမ်းရရင်ကအချိန်များစွာကုန်လွန်ခဲ့သူဖြစ်ပါလေ။ဦးမင်းလာချိန်မှလည်းပဲဓာမီကိုတစ်ချက်မလဲဆောင်းရှောက်ခဲ့ပြီးဘရင်တောင်ဝတ်တရားတွေမပြက်ကွဲရလေအောင်ဆောင်ရွက်ခဲ့ပါလေ။ဒီလိုနဲ့ကံတရားရဲ့စီရင်ချက်အောက်မှာအနှွေထားရဲ့ဘုံကံချုပ်ငြိမှုအကြောင်းဖန်လာပါတော့တယ်။ဒီနေ့မှအနှွေထားပင်ကစီတော်စင်သံမြန်စွာကိုစီးနှင်းပြီးတော့မြို့ရင်းပြောင်းဝင်ကန်ဒီအောင်သာမြစ်ကြီးအရက်မှာကျွဲစုတကောင်တောင်းကျမ်းနေကြအောင်ကြားသိလိုက်ရခြင်းစင်တော်ကိုပြန်လှည့်ပြီးတော့မှကျွဲစုနှိမ်နှင်းမှုတွားပါတော့တယ်။ ဒါပေမဲ့ဘုံလက်ရုံအားနေလာခြင်းဖြစ်လို့မတင်မထားပဲဆွေနှဘောကပြုတ်ချလို့ကျွဲစုခတ်တာကိုခံလိုက်ရပါတော့တယ်ဒီလိုနဲ့အနွဲထားပြင်းနှက်ပြီးဆန်းတော်မူခဲ့ပါတယ်ပါဇက်ရာဇဝင်အစိုးရအနွဲထားပြင်းကိုခတ်ခဲ့တဲ့ဒီကျွဲစုကတာမန်ကျွဲတကောင်မှုပဲနဲ့ထင်းပင်ဆောင်တဲ့ရဲ့လောက်ကျန်ဖန်ဆင်းမှုလို့ဆိုကြပါတယ်ဒီလိုနဲ့ဆယ်စုနှစ်ပေါင်းများစွာဆင်းပြေပြင်းမှာရှက်ရှက်တော့ကြော်ကြားခဲ့တဲ့ဗကန်ဧကရိနိုင်ငံတို့ရဲ့အရှင်သခင်အနွဲထားဘရင်ကဘုံကံချုပ်ငြိမ်းပြီးနှက်ပြီးလာရပါတော့တယ်မင်းမြတ်အနွဲထားရဲ့ကုသိုလ်တော်များ အနာထာပင်ကပကံပြည်ကိုထေရဝါဒဗုဒ္ဓသာသနာပြန်ပွားစေခဲ့လို့ဖြစ်ပါတယ်။သတော်ကိုတိုက်ခိုက်ပြီးပိရကတော်တွေပင်ဆောင်လာခဲ့လို့ဖြစ်ပါတယ်။ပိရကတော်တွေရရှိပြီးနောက်မှာလည်းကူးယူပြန်ပြူးခဲ့တယ်လို့ပိရကတိုက်တွေကိုလည်းဆောက်လုပ်လူဒန်းခဲ့ပါတယ်။ဗုဒ္ဓဘာသာကိုနက်နက်ရှင်းရှင်းယုံကြည်သက်ဝင်တဲ့အနာထာကပကံရှင်မျိုးတော်မှာဖရားတဲ့ချောင်းဆောက်ပြီးတော့လည်းကုသများစွာပြုခဲ့ပါသေးတယ်။အနာထာပင်ရဲ့ကောင်းမှုတော်တွေကများပြားလှပါတယ်။ရွှေစည်းပုံဖရား၊ရွှေရင်မြော်ဖရား၊ဗောဓိသက်ဖရား၊တန့်ကြည်တောင်ဖရား၊ရွှေကျက်ရဲ့ဖရား၊တောင်ပြုံးမှာဆူတောင်းပြည့်ဖရား၊မြင်းကပါဖရားစတဲ့ ဇေဒီပထိုးတွေကိုလည်းတည်ထားခဲ့ပါတယ်။ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမတွေကိုလိုက်နာကျင့်ကြံတဲ့မင်းတပါအနေနဲ့အနွယ်သားကတိုင်းသူပြည်သားတွေကိုရင်ဝယ်သားပေါ်မှာဆောင်းရှောက်ခဲ့ပါတယ်။လောကီရေးပြည့်တဲ့စစ်မှတ်ရေးရာတွေမှာကျင်လည်ခဲ့ရပြီးမဲ့လောကုတ္တရာဘက်မှာလည်းအားနည်းခဲ့သူမဟုတ်ပါ။ဗကံပြည်ကိုငြင်းငြိမ်းဘာသာတရားဆောင်ခဲ့တဲ့အနွယ်သားကကိုယ်တိုင်လည်းငြင်းငြမ်းမှုကိုရှာဖွေခဲ့မယ်ဆိုတာယုံမှားတန်တရားဖြစ်ပေါ်ရမရှိပါဘူး။အနွယ်သားအချံရိတ်ခဲ့တဲ့နိုင်ငံတော်ဗကန်တီနာအနွယ်သာပြင်းနှက်ပြေဆံပြီးနောက်မှာဆော်လိုမင်းစီကိုလက်လွဲရောက်ရှိသွားပါတော့တယ်။ ဆော်လမင်ကအရေးချင်းချမ်းပြင်းတဲ့မဲတပါဖြစ်တဲ့အတွက်လောက်ကန်ဒေတာတွေရဲ့ပုံကံမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဆိုးဆုံးကတော့ဆော်လမင်ရဲ့နှုတ်ဆက်ပဲဖြစ်တဲ့ဥဒ္ဒါမျိုးစားငရယမန်ရဲ့ပုံကံမှုပဲဖြစ်ပါတယ်။ဆော်လမင်ကငရယမန်ရဲ့ဖန်ဆီးမှုခံခဲ့ရပြီးအချင်းစကမ်းမာတဲ့နိုင်ပြဆန်ခဲ့ရပါတယ်။ရှင်ပြင်ကဲမဲ့သွားတဲ့ပကံတိနန်းကိုဆက်ခံပြီးတော့ပြန်လည်တက်မှတ်ပြီးခဲ့သူကအနော်ထားရဲ့လက်ယုံဖြစ်ခဲ့တဲ့ဂျန်စစ်သားပါ။ဂျန်စစ်သားကအကွက်ကွက်ပြပြဖြစ်ပြီးရင်းရနေတဲ့ပကံတိနန်းကိုညံ့ညံ့ဆန်ဆန်ပဲပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။လောက်ကန်ဒေတာအသီးသီးကိုပကံတိအောက်ပြန်လည်သိမ်းသိမ်းပြီးချိန်မှာတော့ အနော်ဒါဘင်းရဲ့ပကံအီဂရစ်နိုင်ငံတော်ကဂျန်စင်မင်းထီးရဲ့နိုင်ရေးအောက်မှာငွေတိုင်းပဲပြန်လည်ကြီးထွားလာခဲ့ပါတော့တယ်။အနော်ဒါဘင်းကိုယခုနောက်ကာလမှာပထမမြန်မာနိုင်ငံတော်ထူထောင်နိုင်ခဲ့တဲ့သူဖဲ့ကန်ရှင်အဖြစ်လူသိများပါတယ်။အနော်ဒါနောက်ပိုင်းပကံမင်းဆက်တွေကသူတို့ရဲ့ဘုံလက်ရုပ်အရှိန်ဝါလျောက်ထွန်းတောက်ခဲ့သူတွေရှိတယ်လို့တချို့ဘရင်တွေကတော့အားနည်းလာသူတွေဖြစ်ပါတယ်။ပြည်တွင်းမငြိမ်သက်မှုတွေနဲ့ပြည်ပကျူးကျော်မှုတွေကြုံတွေ့ရပြီးဆော်လမင်လက်ထက်မှာတော့ပကံအီဂရစ်နိုင်ငံတော်ကြီးက ပြိုကွဲပြက်စီးသွားပါလေ။ဒါပေမဲ့အနော်ဒါဘင်းမျိုးစေ့ချပြိုထောင်ပေးခဲ့တဲ့အတွက် ။နောက်ကာလမင်းဆက်တရားခြေပြောတဲ့ပြည်ထောင်စုကြီးတွေပြန်လည်တည်ထောင်မှုလမ်းပွင့်သွားခဲ့ရပါတယ်။အနော်ဒါပင်ဟာရှေးမင်းအစဉ်ဆက်နဲ့မတူဘဲနဲ့ကြီးမားခြေပြန်လာတဲ့အေဂရိတ်နိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့သူဖြစ်ပါတယ်။အနော်ဒါခြံထားရခဲ့တဲ့ပကံပီကလည်းယနေ့မှမြန်မာပြည်ရဲ့လူဖြစ်တည်လာတဲ့အခြေဝန်ထက်တောင်ပုံမှုခြေပြန်ခဲ့ပါသေးတယ်။အခုဆိုရင်အနော်ဒါတည်ထောင်ခဲ့တဲ့ပထမမြန်မာနိုင်ငံတော်ပကံပီကြီးကထောင်စုနှစ်တခုကြာအောင်တည်ထောင်ချရှိခဲ့ပါပြီ။ပကံပီမျက်နှာပြင်ပေါ်မှာလက်ညှိုးထိုးမလဲတည်ရှိနေတဲ့ဂုံယူပွဲဟာကြီးညိုပွဲဟာစီရီပထုပေါင်းများစွာကြားမှာ အနော်ရထားဆိုတဲ့အမိနာမကကဘာတီတရီပက်တင်ထက်နေမှာမြေကြီးလက်ကလို့မလွဲတဲ့အမှန်တရားပဲဖြစ်ပါတော့တယ်။နားစင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ။